ဘဝမှာဘယ်လိုလူတွေဘယ်လိုမျိုးဘလောက်ကိုပေါ်ကောင်းတယ်လို့ပြောပြောကိုရဲ့မိဘကိုရဲ့အမေအဖေတော့ကိုပေါ်ဘယ်တော့အခါမှမကောင်းရှုံးလားဘယ်လိုလူတွေကကိုပေါ်အရင်ကောင်းလာပါပြီဆိုတဲ့သူတွေကောင်းတာထက်အစတရာအစတထောင်အစတသောင်းမကကောင်းတဲ့ကိုပေါ်ကိုရဲ့မိဘလောက်ဘယ်သူမှမကောင်းနိုင်ဘူးဗျာ အရေးကြုံရင်လေနော်နေကိုနေမကောင်းလို့နော်အာအဆင်မပြေလို့ငွေကြေးပဲဖြစ်ဖြစ်နော်ကျန်းမာရေးပဲဖြစ်ဖြစ်နော်အဆင်မပြေတဲ့ခါကြလို့ရှိရင်တကယ်တမ်းကို့ဘေးနားမှာရှိနေပေးတာကို့ဟိုဘာပဲရှိရှိမရှိရှိနော်ကို့ဘေးနားကနေပြီးတော့ဟိုအာစကားနဲ့နှစ်သိမ့်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီ ဟိုအဆက်အသွယ်ရာကုညီပေးတာအဆက်အသွယ်ရာကုပေးနှမရှိနေပေးတာကကိုယ့်ရဲ့မိဘနော်တကယ်ပြောတာအဲ့ဒါเนาะကျွန်တော်ဆိုလို့ရှိရင်မနေ့ကညပေါ့เนาะကျွန်တော်ဆိုရင်ဆေးုံတက်လိုက်ရတယ်ဆေးုံတက်လိုက်ရတာကျွန်တော်ဒီစီလန်းကြောင်ပိုးဝင်ပြီးတော့စီမတော်အောင်ဘိုက်ကြီးအောက်ပြီးတော့လေအာနေမီထိုင်တိုင်းဖြစ်နေတာကျွန်တော်မိဘလောက်လို့ဘိုက်ကိုင်းမှမသိဘူး ဒီလားစိတ်ပူနေတာရေသူလေးအာအမျိုးမျိုးစေးနေဆိုလို့ရှိရင်လည်းအမျိုးမျိုးသူလှုပ်လှုပ်ပြီးတော့သူတိုက်တယ်ဒီလားအာအဲ့ဒီချိန်မှာကိုယ့်ရဲ့ခံစားချက်ကဘာပြောင်းသွားလဲဆိုလို့ရှိရင်လေအော်ကိုအမေကိုယ့်ရဲ့မိဘပေါ့နော်ကိုဘအလာဒီတောင်မှအကောင်းလေးကောင်းအာအဲ့လောက်တော့ကောင်းလိုက်တာပေါ့နော်ဟိုကိုအရန်ကောင်းခဲ့ဆိုတဲ့လူတွေကအာကိုတိခဲ့တာ ဟိုနည်းနည်းလေးပဲရှိတယ်ကိုယ့်မိဘဟာလေအဲ့ဒီချိန်မှာလေတကယ်ကိုယ်လည်းပဲလိုအပ်တယ်အဲ့ဒီနေမကောင်းစားမကောင်းတဲ့ချိန်မှာကိုယ့်မိဘအရန်လိုအပ်တယ်အာတကယ်ကိုယ့်ရဲ့အဖေပဲဖြစ်ဖြစ်မအီပဲဖြစ်ဖြစ်လေတကယ်ကိုပေါ်လေဟိုဟိုပြုစုယူရတာမတူဘူးကွာသိလဲမလားတကယ်ကိုနေမကောင်းစားမကောင်းတဲ့ကျွန်တော်သူမနေရဆိုလို့ရှိရင်လေတကယ်အာတော်တော်လေးဟိုမှာဟိုအာလည်းလည်းလန့်သွားတာပေါ့နော်ဒီစီးမသွားဘူးဗျစီးမသွားတဲ့ခါကျတော့ညခင်ဟိုဟာတော့ရှိပြီ7နှစ်နေလောက်ရှိပြီ เนาะဖြစ်တာ10နိုင်လောက်เนาะ7နိုင်10နိုင်လောက်ရှိပြီကျွန်တော်ဈေးဝင်သွားတာဒီကဟိုနိုင်ကခေါ်ပြီးတော့ကျွန်တော်သွားရတယ်เนาะလူနာတင်ကားပေါ့လူနာတင်ကားပေါ့ဗျာခေါ်ပြီးတော့ကျွန်တော်သွားရတယ်အဲ့ဒါလေးအမေကဟိုပြေးလိုက်ဒီပြေးလိုက်ဘာလို့လို့ပါခင်ဗျမသိဘူးတဲ့လားမိဘတွေတကယ်ဟိုကိုပြေးတကယ်ပြစ်တဲ့ချိန်မှာအဲ့ဒီခံစားချက်ကဝင်လာနော်အဲ့တော့လေဘယ်အချိန်တွေရောက်ရောက်လေမိဘကိုပြစ်မထားကြပါနဲ့နော်ကိုစင်းရည်တည်ပြီးဒီချမ်းလိုက်နော်ကိုကောင်းစားသွားခဲ့လို့ရှိရင်ပေါ့နော်မိဘကိုပြစ်မထားနဲ့ဟို ပေးနိုင်တဲ့လောက်ပေးပါကမ်းနိုင်တဲ့လောက်ကမ်းပါအိမ်တော်တဲ့တွေဆိုလို့ရှိရင်လည်းအဲတတ်နိုင်ဆုံးပီးကမ်းပီးကမ်းပါမိဘတွေကိုပြစ်မထားပါနဲ့နော်တကယ်ကျွန်တော်ဆိုလို့ရှိရင်လည်းယနေ့ချိန်ထိလောကမိဘကိုလောကမပြစ်ထားဘူးနော်ကိုပေးနိုင်တဲ့လောက်ပေးတယ်ကျွေးနိုင်တဲ့လောက်ကျွေးတယ်တကယ်နေမကောင်းစားမကောင်းတဲ့ချိန်တိုင်းအဲ့ဒီခံစားချက်တိလိမ့်မယ်နော်ကောမလေးမှမကဲကြည့်နော်ဒီလိုခံစားချက်မျိုးတွေတော်တော်များများနိုင်ငံခြားရောက်နေတဲ့သူတော်တော်များများဖြစ်ဖြစ်ဘူးနဲ့ဖြစ်တာများတယ်ပေါ့နော် ရိုက်လက်ပြောပြကြည့်တာပါခင်ဗျာ